Hello မိတ်ဆွေတငယ်ချင်းများအားလုံးမင်္ဂလာပါရှင်။ဒါတော့ဘိုင်းစတက်လာအင်ကွာရီမှပြန်လည်ကြိုဆိုပါရရှင်။ခုချိန်ပြင်မဲ့ reading လေးကတော့ပင်ပွားထဲမှာဘလို့အရာလေးတွေတိုးတက်ကောင်းမွန်လာဖို့ရှိတယ်ပေါ့နော်။အားလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးတော့ပါမယ်။ခွေးနှစ်ခုခွဲပေးထားပါတယ်။အခုချိန်နေတဲ့သူတွေရဲ့ဘဝမှာပေါ့နော်တိုးတက်ကောင်းမွန်လာမဲ့အရာလေးတွေရှိတယ်ဆိုလို့ရှိရင်အားလေးတွေကိုကြည့်ပေးတော့မှာပဲဖြစ်ပါတယ်။ခွေးနှစ်ခုခွဲပေးထားပါတယ်။မိမိနှစ်တရာကတိတစ်ခတ်ကိုယူချက်ပြီးတော့မှအဖြစ်လေးကိုကြည့်ရှုပေးပါ။ January လင်းဖြစ်တဲ့အတွက်ကြောင့်မလို့ရန်ကြီးစိတ်ထဲမှာ serious မထားဖို့တော့အကြံပြုရပါတော့။မိနဲ့အနေချိန်ကြိုက်တဲ့နောက်ပဲယူပေးပါ။ဒီမှာတော့ဒီကနေ့ဟိုအချိန်သိပ်ပြီးတော့မြင်ရှိတဲ့အတွက်ကြောင့်မလို့ကလေးနှစ်ခုပဲခွဲပေးထားရပါတော့။အားဆိုလို့ရှိရင်ဒီ group လေးကနေစပြီးတော့ကြည့်လိုက်မယ်နော်။ဒီကောင်လေးတွေဝေးထားတဲ့သူလေးတွေအတွက်ဘဝမှာဘလို့ရာလေးတွေတိုးတက်ကောင်းမွန်လာဖို့ရှိလဲပေါ့နော်အဲအားလေးကိုကြည့်ပြပါမယ်။ဒီကောင်လေးတွေရဲ့ဘဝမှာ မယ်ရလေးတွေတိုးတက်ကောင်းလာဖို့ရှိတယ်။အဲကြာလာတဲ့ကလေးတွေဘာလေးကြာလာမယ်တော့မသိဘူးပေါ့နော်။ကြာလာတဲ့ကပ်ပေါ်မှုတည်ပြီးတော့မှအရောကန်ပြမလားစီပွားရေးငွေကြေးပညာရေးပေါ့နော်။မသားစုလေးအချင်းအဲ့ဒါနဲ့ကြာလာတဲ့ကလေးတွေပေါ်မှာကြည့်ပြီးတော့ပြောပြမှာပဲဖြစ်ပါတယ်။အဲအကြောင်းအရာရယ်လို့တိတိကျကျမဟုတ်ဘူးပေါ့နော်။ ကားလေးတွေဘာမှမလုပ်တူတကောင်မို့ရှိနေအစ်ဆော့ခတ်အခွင့်အရေးအစ်စ်လေးတွေပေါ့နော်ကိုယ်စီကိုရောင်းလာဖို့ရှိတယ်အဲ့ဒီဟာကငွေကြေးလောက်ကိုင်းဘယ်ဟာမဆိုဖြစ်နိုင်တယ်ပေါ့နော်ပညာရေးကျမရေးချစ်ချင်းမြတ်တာဒါမှကိုမျောလင်းနေတဲ့အရာလေးတွေရှိရဆိုလို့ရှိရင်လည်းကိုကိုခုလက်ရှိတက်တက်တော့မှာပေါ့နော်ဖြစ်ချင်နေတဲ့ကိုစိတ်ကတောင်းတနေတဲ့အရာလေးတွေ ဟိုကိုဆူတောင်းထားတဲ့အရာလေးတွေ manifest လုပ်ထားတဲ့အရာလေးတွေရှိတယ်ဆိုလို့ရှင်အဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ကိုတို့အခွင့်အလမ်းအစ်စ်ဟိုလမ်းစာအစ်စ်လေးတွေမပြောလင်းထားတဲ့အခြေအနေအစ်စ်လေးတွေကိုစီကိုရရှိလာဖို့လိုရပါတယ်ရှင် Four of Wands အချို့လေးတွေဘယ်လိုပြောမလဲဟိုဘဝမှာပေါ့နော် ဖို့ဖို့အတွက်တကယ်အဖော်မွန်ကန်းတရားကိုတွေးဖို့စောင့်နေတာမျိုးပဲဖြစ်ဖြစ်ပြန်ပြီးစုံစည်းဖို့ပဲဖြစ်ဖြစ်ပေါ့နော်တချို့ merit energy နဲ့ဟိုဒီဒီလာထဲမှာဒီရှေ့လာမဲ့နေရာထူးခြားနှစ်လသုံးလလောက်အတွင်းမှာပေါ့နော်ကိုယ်အနေနဲ့ဟိုမင်္ဂလာကိစ္စတွေသူနဲ့ကိုယ်နဲ့တိထက်ပို့ပြီးတော့တလန်းလှမ်းမှုတွေစောင့်တိုင်းနေတာမျိုးသူဘက်ကကလန်းမှုတွေကိုယ်ဘက်ကမျှော်လင့်နေရတယ်ဆိုလို့ရှိရင်အဲ့လိုအရာလေးနဲ့ပတ်သက်ပြီးတော့တစ်ဖက်သူကကိုယ့်ကို propose လုပ်လာတာမိဘတွေနဲ့စကားပြောပြတာ နောက်ထပ်အဆင့်တက်ဆင့်အဆင့်တက်ဆင့်ပေါ့နော်ပိုကောင်းတဲ့အဆင့်တက်ဆင့်ကိုတက်လန်းနိုင်တဲ့အနေအထားမျိုးလေးတွေတွေ့ရပါတယ်ရှင်။အဲတချို့နေ့တွေရကြလဲကိုဘွားတက်တဲ့အဖော်မကောင်းတဲ့ရပေါ့နော်။အဲတတတာအတွက်ယူရလို့ရတဲ့သူငွေကိုဘွားတက်တဲ့လုံးအတွက်ညှိချက်လို့ရတဲ့သူလေးတရားကိုနားမှာတောက်ရှိလာမှာမျိုးလေးပေါ့နော်။အဲလိုပုံစံမျိုးလေးတချို့ကြတော့လဲမဆွေကောင်းလေးတွေကိုအတွက်ဘဝမှာပေါ့နော်အထောက်အကူရတဲ့သူလေးတွေကိုဘွားအတွက်ကိုကိုကိုညီညံပြပေးမဲ့သူလေးတွေအထောက်ပံ့ပေးနိုင်တဲ့သူလေးတွေလိုပုံစံမျိုးလေးနဲ့ကိုဘွားတွေကိုဝင်လာမဲ့သူလေးတွေလည်းရှိရပေါ့နော်။ I don't want to s າ y that no once. ဘာဖြစ်ကောတော်တော်ကြာကြာပေါ့နော စူးစမ်းလာကြတဲ့အရာလေးတွေနဲ့ပတ်သက်ပြီးတော့မှအမြင်လာဖို့လမ်းစာလေးတွေပေါ်ပေါက်လာတာမျိုးလေးတွေအဲတချို့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့စူးစမ်းထားတာစာရင်းနဲ့ပတ်သက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့အကိုခက်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 လေးလာထားတဲ့အရာလေးတွေအဲကိုပင်ပင်ပန်းပန်းနဲ့ပေါ့နော်အာသွန်ခွန်ဆိုင်အဲစူးစမ်းထားတဲ့အရာတွေစိတ်နှိပ်ပြီးတော့မှကိုဘွားမှာကိုဖြစ်ချင်တဲ့အရာတခုကိုဇွဲလုံးလာဝရိယရှိရှိနဲ့ပေါ့နော်တော်တော်စူးစမ်းလာခဲ့တဲ့အလိုမျိုးကိစ္စလေးရှိရဆိုလို့ရှင်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှကောင်းမွန်တဲ့လမ်းစာလေးတွေအပြောင်းအလဲလေးတွေကိုစီကိုရောက်လာမှမျိုးလေးတွေတရားမှတွေ့ရပါတယ်ရှင် ten or ones ကိုတကယ်ဖြစ်ချင်နေတဲ့အရာဟိုကိုဖြစ်ချင်နေတဲ့အရာဘယ်ရမဆိုပေါ့နော်ခုလက်ရှိဒီမကြခင်ကာလအတွင်းမှာကိုယ့်စီကိုအခွင့်အလမ်းတစ်တေးတွေမမျှော်လင့်ထားတဲ့ကိုမမျှော်လင့်ထားတဲ့နီလန်းနဲ့ပဲဖြစ်ဖြစ်ကိုမျှော်လင့်ကိုမျှော်လင့်ထားတာကတော့ဒီလိုပုံစံမျိုးဆိုလို့ရှိရင်ကိုယ့်စီကိုရလာမယ့်အခွင့်အရာအာဒီ ကိုဖြစ်ချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့မှကိုမမျောလင်းထားတဲ့အခြေအနေလေးတခုပေါ့နော်ကိုဘလို့မှတွေးထားမိတဲ့အရာလေးတခုကိုပွားတယ်ကိုနီလန်လေးအစ်တနီလန်အစ်တတခုနဲ့ကိုကိုပွားတယ်ကိုရောက်လာမဲ့ပုံစံမျိုးလေးပေါ့နော်ကိုလည်းအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့တော်တော်ကိုကျူးကျူးဆဆနဲ့လှုပ်ထားတာစိတ်နှစ်ကိုနှစ်ပြီးတော့ပေါ့နော်ခိုင်ခိုင်မာမာနဲ့ဒီတခုတည်းပေါ်မှာအမ်ထားပြီးတော့မှဇောက်ချပြီးတော့နှုတ်လာတဲ့အရာလေးနဲ့ပတ်သက်လို့ရှိရင်အကျိုးမြတ်လေးတွေရဖို့အတွက်မျှော်လင့်နေရမျိုးလေးတွေဆိုလို့ရှိရင်ခုနားကိုဟိုလမ်းစာလေးတွေရောက်လာတာမျိုးလေးပေါ့နော်အဲ့လိုလေးတွေ့ရပါတယ် ပြီးလို့ရှိရင်ကိုယ့်ကိုယ်ကနော်ကုညီဆောင်ရှောက်ပေးမယ်ကုညီပေးမယ်သူအဲအဲ့လိုမျိုးလမ်းစာကိုပေါ်ဆောင်ပေးမယ်သူပေါ့နော် အော်ကိုထက်ဝိုင်းရင်တပိုင်းရဲ့အသက်ကြီးကိုထက်အသက်ကြီးရင်ချင်းမကြည့်လို့ရှိရင်ကိုထက်ပညာအပြင်ပြစေပညာအပြင်ပြစေရေးချက်တဲ့သူဆရာသမားပေါ့နော်မိဘဆွေမျိုးတွေရပဲပြည်ပြဆရာသမားပဲဖြစ်ဖြစ်လောက်ကိုင်းနေရဆိုတဲ့ကိုရဲ့စီနီယာပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကနေပြီးတော့ကိုအကူအညီကောင်းလေးတွေပေးနိုင်တာအကြံဉာဏ်ကောင်းလေးပေးနိုင်တာကိုဖြစ်ချင်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှလမ်းညွှန်ပေးနိုင်တာဘလို့လေးလုံးတင်တယ်ဘယ်ဟာတော့မလုံးတင်ဘူးပေါ့နော်အဲသူသူဆရာနေပြီးတော့မှကိုလိုအပ်တဲ့အကူအညီလေးတွေကိုလိုအပ်နေတဲ့အကြံဉာဏ်ကောင်းစကား တကားလမ်းညွှန်မှုပဲဖြစ်ဖြစ်ပေါ့နော်လမ်းညွှန်ပြသမှုကောင်းလေးတွေကိုယ့်စီကိုပေးနိုင်တာမျိုးလေးတွေအလိုနေထားမျိုးလေးတွေတွေ့နိုင်တယ်ပေါ့နော်ကျော်လေးဆိုလို့ရှိရင်ခုနပြောသလိုပဲဟိုသူနဲ့ကိုနဲ့လက်ထက်ထိမ်းများဖို့စောင့်ဆိုင်နေတဲ့သူလေးဆိုလို့ရှိရင်ဒီမှာဟိုကတော့ဖုန်းတော်ကြီးနဲ့ဒီမှာလက်ထက်ပွဲပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးကျင်းပဖို့ညမှာကြာခင်ချဲတို့မှာအဲ့လိုမျိုးလေးမြင်ရတယ်ပေါ့နော်အဲ့လိုမျိုးစောင့်ဆိုင်နေတဲ့သူတွေရှိရဆိုလို့ရှိရင်သူနဲ့ကိုနဲ့နှိစက်ဖို့လက်ထက်ပွဲကျင်းပဖို့ ိဘတွေနဲ့အတူတူနှစ်ဖက်မိဘတွေနဲ့အတူတူတွဲဆုံမှုဆိုလို့ရှိရင်အဲ့လိုကိစ္စရလေးတွေဆောင်းတိုင်းနေတဲ့သူဆိုလို့ရှိရင်ကြာခင်မှာပေါ့နော်ဖြစ်လာဖို့ရှိတာလေးကိုတွေးရပါတယ်နိုင်ရောပန်တကယ်ဒါစီပါရဲ့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ကိုဘက်ကဟို အသက်တခုကိုစတင်မှုရင်းနှီးနှုတ်နှံမှုအသက်တခုကိုစတင်မှုအတွက်ဟောစတင်မှုပေါ့နော်ကိုကစူးစမ်းကျင်နေတဲ့နန်းနန်းတက်တခုစောင့်နေတာအကိုဘယ်ချိန်မှာစတင်ရမလဲပေါ့နော်ကိုဘက်ကနေပြောပါလေ့လာနေရတယ်အင်းစင်စင်လေးပဲပုံမှန်လေးပဲပေါ့နော်ကိုဘက်ကစူးစမ်းနေရတဲ့သူလေးတွေဒီကိစ္စပေါ်မှာပဲအာယုံဆိုင်ပြီးတော့မှဒီဇိုင်းမှတ်မှတ်ပေါ့နော်အသွေးမသိဒီလမ်းကြောင်းပေါ်မှာပဲတောက်လျှောက် ဖြစ်ရှင်တဲ့အရာပေါ်မှာတခြား design မှတ်မှတ်စူးစမ်းလာတဲ့သူလေးတွေအနေနဲ့ဆိုလို့ရှိရင်ခုနပြောသလိုပဲပေါ့နော်အခုပေါ်မှာအကြံဉာဏ်ကောင်းပေးနိုင်တဲ့သူအာကိုရဲ့လိုအပ်နေတဲ့အခက်အခဲလိုအပ်နေတဲ့အကူအညီတွေနန်းညွန်ပြသမှုတွေကိုကိုပေးမဲ့သူလေးတယောက်ကိုရဲ့အဲဆရာသမားပေါ့နော်လူသားဆွေမျိုးတွေကပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုထဲဝိုင်းတပိုင်းပုံကတဝူကနေပြောမှာကိုကိုလမ်းညွန်ပြသပေးနိုင်တာလိုအပ်နေတဲ့အကူအညီတွေကိုကိုပေးမှမျိုးလေးတွေဒီထဲမှာခံစားရပါတယ်အဲ့တော့ပန်တစ်ကဲ ချုံလေးတွေအခုလက်ရှိမှာငွေချင်းနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးခက်ခဲနေတဲ့သူလေးတွေရှိရသလိုချင်းအဲသိပြီးတော့မှအရင်ကြီးဆိုရင်မတွေးထားနဲ့ပေါ့နော်အခုတည်းမမျှော်လင့်တဲ့အနေအထားလေးတစ်ခုအခုညီပေးမဲ့သူလေးအကြံဉာဏ်ကောင်းပေးနိုင်မဲ့သူလေးကိုပေါ့တဲ့ကိုဒီစားခင်ရောက်လာဖို့ရှိရဆိုတာလေးကိုပြောချင်ပါတယ်မှဆိုလဲ face shop and ticket ပေါ့နော်ခုနေနေရတော့ဖြစ်မှာဖြစ်နေမှာမလားမသိဘူးအဆင်ပြေပါပြေပါတော့မလားပေါ့နော်။ဟောအဲ့လိုမျိုးလေးတွင်းနေတယ်ဆိုလို့ရှိရင်အញ្ញကြီးအဲစိတ်တော့ကရောက်ဖို့မလိုဘူးပေါ့နော်။ကိုက ဒါပါတော့အချိန်နေရကိုယ့်ဘက်မှာမရှိဘူးကိုကစိတ်ကျနေရတယ်ဆိုလို့ရှိရင်တော့မှမထင်မှတ်ပဲနဲ့ကိုကိုကြီးပေးလာမယ်သူကိုပေးနာလူလေးတွေကကိုလိုအပ်နေတဲ့အကူအညီကောင်းလေးတွေပေးနိုင်တာအဲကိုဘောနော်အဆင်ပြေဖို့အတွက်ဘလိုလေးလုံးတဲ့နဲ့ဘလိုလေးရတာမလုံးသိဘူးဆိုပြီးတော့မှကိုကိုပြောပေးမဲ့သူလေးတွေအဲ့လိုမျိုးကိုနားမှာရှိနေတာမျိုးလေးတွေတွေ့ရပါတယ်ရှင် တို့နေနေကြတယ်လည်းဒီငွေချင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးခက်ခဲနေရပေါ့နော်လောက်ကင်ငွေချင်းအဆင်မပြေလို့မစိတ်တက်ကြနေတာအာဘာလို့မှမသိဘူးဖြစ်နေတယ်အခုလက်ရှိမှာခက်ခဲနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ညနေလေးစိတ်ပြေပြင်းမနေဘူးဘာဆက်လို့မှန်းကိုမသိဘူးဖြစ်နေတာအာကိုယ့်ဘက်ကလည်းစဉ်းစားနေရတာတစ်ခုပြီးတစ်ခုပေါ့နော်ဘယ်လိုလုပ်လို့ရှိရင်အချင်းပြေနိုင်မလဲဘလို့မှအဆင်မပြေတော့လားမသိဘူးပေါ့နော်လက်မှန်ချကြလာအောင်အချင်းနေတရားကိုကိုပြောနေတယ်ဆိုလို့ရှိရင်တော့မှလေအာရန်ကြီးစိုးရင်စရာမလိုဘူးပေါ့နော် ။ဒါလည်းအေးစောခတ်ရဲ့ဟိယာဖန်ရခင်းတော်ဝန်စီရဲ့ကိုကိုလုံးလုံးလားလားနဲ့ပေါ့နော်။အကြံဉာဏ်ကောင်းတွေပေးနိုင်မဲ့သူလေးကိုလိုအဲ့နေတဲ့အကူအညီဘလို့အကူအညီပဲဖြစ်ဖြစ်ကိုကိုပေးနိုင်တဲ့သူလေးပေါ်ပေါက်လာမဲ့အနေအထားလေးကိုဒီထဲမှာတွေ့ရပါလိမ့်ရှင်။ဒါပေမဲ့ကိုဘက်ကတော့နည်းနည်းလေးပေါ့နော်စိတ်ရှည်ပြီးတော့မှကိုဘက်ကလည်းလုံးဆက်ရှိရတယ်ဒီဇိုင်းမမက်ပဲလုပ်နေရမယ်အနေထားမျိုးလေးတော့တွေ့ရတယ်လမ်းမလျှော့ပဲနဲ့ကိုဘက်ကနေပြီးတော့လေစူးစမ်းအထောက်နေပြီးတော့ဒီမှာတွေ့ရပါတယ်ရှင် ိချောခတ်ဒီလိုကိုနားမှာအလိုမျိုးပဲကိုကိုကိုကြီးပြင်မဲ့သူမျိုးလေးတယောက်ရှိတယ်ဒါပေမဲ့ကိုဘက်ကသွားပြီးတော့မှသူ့ကိုပြောရမှာမရဲတာအဲပြောလိုက်လို့ရှိရင်လုံးမပေးမှဆိုတာပေါ့နော်တမျိုးထင်သွားမှာအဲကိုပြောလိုက်လို့ရှိရင်ဘယ်လိုများထင်သွားမလဲပေါ့နော်အလိုမျိုးလေးကိုကိုကြီးတောင်းကြည့်ပြီးမှလက်မဝေးမရဲဖြစ်နေတာမျိုးလေးတွေဒါပေမဲ့ကိုဘက်ကနေပြောမှပြောတော့ပြောကြည့်ပါပေါ့ပြောကြည့်လို့ရှိရင်တစ်ခါကကိုကိုလိုလိုလားလားနဲ့အဲဘင်းဘင်းနိုင်နေပေါ့နော်အကိုကကြားရုံနေပဲနဲ့ကိုဘကပြောစရာရှိအောင်ကိုပုံမလေးလေးနဲ့ပြောပြီးတော့ ကိုကိုကိုညီပေးမဲ့ဒီလေးဒီမှာရှိတယ်ဆိုတာကိုတွေ့ရပါတယ်ရှင်အဲဒီချင်းနေသူလေးတွေအနေနဲ့ group လေးအနေနဲ့ကလေနည်းနည်းလေးမွေးမြဲဖြစ်နေတာအဆင်မပြေမှာဆိုတာပြောမှာပြောထွက်တာကိုအခက်ခဲကြီးကိုပြောပြမှာဘောနော်အာနာတာပဲဖြစ်ဖြစ်မပြောပြချင်ဘူးကိုစိတ်ထဲမှာရှိနေတဲ့အရာကြီးကိုပြောလိုက်လို့ရှိရင်တစ်ဖက်သူကညှို့ညင်းသွားမလားဘောနော်လုံရောလုံပြနိုင်မလားလုံပြမှာပြောပြမှာမလုံပြဘူးဆိုလို့ရှိရင်ငါအဆင်မပြေလောက်ဖို့ဆိုပြီးအဲ့လိုတွင်းနေရဆိုလို့ရှိရင်အဲ့လိုမျိုးအတွင်းကိုခဏလေးပြေးဖက်ထားပြီးတော့ကိုဘက်က ပြောပြချင်တာလေးကိုပုံမလေးလေးနဲ့ရဲရဲပြောပြီးတော့မှကိုယ့်ကိုလိုအပ်နေတဲ့အကူအညီလေးကိုပြောကြည့်ပါအကူအညီပေးဖို့အတွက်အဖက်သူကကိုယ့်ကိုပေါ့နော်ဟိုဝက်ကန်လုံးမဲ့အနေထားလေးကိုဒီထဲမှာတွေ့ရပါတယ်မနက် ASOS 1အဲ့လေအစာလေးပြောကြည့်လိုက်ပါတော့ကိုကကြောက်ရွံ့မလေးပဲနဲ့ရေကိုရေစိတ်ကိုရေရထားပြီးတော့မှကိုဘက်ကကံလန်းမှုလေးအရင်လုပ်ကြည့်လိုက်ပါအဆင်ပြေဖို့အတွက်အများကြီးလာလာရှိတယ်ပေါ့နော်9.9.1 9 ASOS 1 901s 501s တချို့လေးတွေနဲ့ merit energy ကိုတွေ့ရတယ်တချို့လေးတွေကကြလဲငွေချင်းနဲ့ပတ်သက်ပြီးတော့မှခက်ခဲနေတာလေးတွေတွေ့တယ်အဲဒါပေမဲ့ဒီမှာပထမဆုံးကြလာတဲ့ကက ASOS cap ရယ် 401s ရယ် 701s 701s ဟုတ်တယ်နော်ဒီမှာ 1s တွေများတယ် ခုကြည့်မိတဲ့ခေါင်းစဉ်ဟာကြတော့တိုးတက်ကောင်းမွန်လာမယ့်အရာလေးတွေပေါ့နော်ခုချင်းနေတဲ့သူလေးတွေရဲ့ဘဝမှာတိုးတက်ကောင်းမွန်မယ့်အရာလေးကိုကြည့်တာဖြစ်တော့ဒါကြောင့်မလို့ဒီဘက် positive အနေနဲ့ပဲတွေးပြီးတော့မှကြည့်ပြီးတော့ပါပေါ့နော်ကလေးတွေကိုပြောမှပြောတာဖြစ်တော့ဒါကြောင့်မလို့ခုမှအခုလက်ရှိကိုကအဆင်မပြေနေဘူးတော်တော်ကြီးကိုကက်ခဲနေတယ်လက်မှန်ချချင်တာအောင်ဖြစ်နေပြီပေါ့နော်ရန်ကိုပဲစိတ်တည်ပြန်မနေရပြီဘလို့မှအဆင်မပြေတော့ဘူးမဆက်ပြောဘလို့ဆက်ဆောင်အောင်ကိုမတိနိုင်အောင်မတိနိုင်အောင်ပေါ့နော်အတိုက်ခိုက်တွေများတယ်ခက်ခဲတွေများတယ်ပုံမှန်ရင်ဆိုင်နေရတာ တချို့လေးတွေဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုခက်ခက်ကြက်တဲနေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်အဲကို့အတွက်အကူအညီကောင်းပေးမဲ့သူတွေဆရာသမားကောင်းဘာတော့ကို့ကို့ထပ်ပို့ပြီးတော့မှဝိုင်းရင်တပါရင်ရင်ကြက်တဲ့သူအတွေ့အကြုံဘဟုတုတများတဲ့သူတရားပေါ့နော်အလိုမျိုးလေးတရားရှိပါလေတွေ့လာပါလိမ့်မယ်အလိုမျိုးလေးတရားကကိုကိုလမ်းညွှန်ပြသပေးပါလိမ့်မယ်ဘလို့လို့ဘလို့လို့ပေါ့နော် အာကိုတို့အထောက်ကူကောင်းလေးတွေပေးနိုင်တဲ့သူအကြံဉာဏ်ကောင်းပေးနိုင်တဲ့သူကိုလိုအပ်နေတဲ့အကူအညီအဲဘာပဲဖြစ်ဖြစ်ပေါ့နော်ကိစ္စအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူဘက်ကငါကိုကိုအဆင်ပြေဖို့အတွက်နီလန်းလေးတွေညံ့ညုံမှုလေးတွေပေးနိုင်တဲ့သူတွေရှိတယ်ဆိုတာကိုဒီထဲမှာတွေ့ရပါတယ်။အဲကြောင့်မလို့အခုကြည့်နေတဲ့ကူကောင်းလေးတွေထဲမှာပေါ့နော်တကယ်လို့ကိုယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့မှတော်တော်မှအဆင်ပြေဖြစ်နေတဲ့သူတွေရှိရဲဆိုလို့ရရင်ကြီးစိတ်တက်မကြပါနဲ့လို့မကြခင်အချိန်ပြောမှာကိုယ့်အတွက်လမ်းစာအသေးလေးတစ်ခုပေါ်လာနိုင်တယ်။အဲတကယ်ကိုအဆင်ပြေနိုင်တဲ့ဘုံကြီးထောက်ပံ့လေးပေါ့နော်ကိုယ့်ဘက်ကနည်းနည်းလေးပဲအစာပြိုးပြီးတော့ဟို နည်းနည်းလေးတောင်းခံဖို့တော့လိုအပ်တယ်ပေါ့နော်အရင်ကြီးစိတ်တွေစိတ်တွေကိုအောက်ထိုးချနိုင်ဖို့မလွယ်ဘူးပေါ့နော်လိုပါဘူးခက်ခဲတဲ့အရင်ကြီးခံစားနေရတယ်ဆိုလို့ရှိရင်စိတ်ကြမကြဘူးလူသားနေပြီးတော့ပြောချင်ပါတယ်ကိုပြင်းနာမှာကိုထက်အဲ့လိုမျိုးပေါ့နော်အစဉ်တည်တဲ့သူကိုကိုကိုလိုအပ်လို့ရှိရင်ဖွင့်ပြီးနိုင်တဲ့သူလေးတယောက်ရှိပါတယ်အဲ့လူလေးတယောက်ကိုကိုကကသာအဲရေးလေးစွန့်ပြီးတော့ပေါ့နော်ပထမအစဉ် ဓမ္မအဆင့်တစ်ခုအနေနဲ့ဟိုကိုယ်စိတ်ကိုမြတ်တဲ့တာတာရဲရဲတင်းတင်းဆုံးဖြတ်ပြီးတော့ပေါ့နော်ပြောကြည့်ပါအဆင်ပြေဖို့အတွက်အများကြီးဒီမှာတွေးရပါတယ်အားကြောင့်မလို့အဆင်ပြေပါစေလို့လည်းဆုတောင်းပေးပါတယ်လူဝဲလေးမှာက merit energy ကိုဟိုမျောလင်းနေတဲ့သူလေးရှိရဆိုလို့ရှိရင် merit energy ရဖို့အတွက်ပေါ့နော်။အင်းသိမကြခင်အချိန်ဒီမှာ merit energy ကိုရဖို့ ပေးရပါတယ်ရှင်နောက်တစ်ခုကငွေကြေးနဲ့ပတ်သက်နေတဲ့သူတွေတွေအတွက်လည်းငွေကြေးအခက်အခဲတွေလုံးဝအဆင်မပြေနေတဲ့သူတွေတွေရှိတယ်ဆိုလို့ရှင်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အဲ့လိုလူတွေတွေရှိတယ်ဆိုလို့ရှင်လည်းအဲဒီမှာအဆင်ပြေနိုင်မှာအဆင်ပြေနိုင်တဲ့အနေအထားလေးကိုတွေ့ရပါတယ်အလုံးမဲ့အနေကြီးကြိုက်ကြပါစေလို့မျှော်လင့်ပါတယ်ရှင်အလုံးမဲ့ခက်ခဲနေတဲ့အခက်အခဲလေးရှိရဆိုလည်းပြင်လည်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်နော်တို့တို့လေးစီကိုသွားလိုက်ပါမယ်ရှင်ဒီဝမ်းလေးကတော့ဒီလောက်ပါပဲရှင် ရှင်နေဂူတူးလေးစီကိုသွားလိုက်ပါမယ်ဂူတူးကိုရေးထားတဲ့သူလေးတွေအတွက်ဂူတူးလေးတွေရဲ့ဘဝမှာပေါ့နော်အလိုကိစ္စတွေပြုတက်ကောင်းမလာဖို့ရှိလဲဆိုတာလေးကိုကြည့်ပြသွားပါမယ်ဂူတူးလေးတွေရဲ့ဘဝမှာဘယ်အရာလေးတွေပြုတက်ကောင်းမလာဖို့ရှိလဲပေါ့နော်ကြောင်းလေးလေးတွေရှိနေဒါတော့ငွေကြီးအလုပ်ကံပညာရေးကျမရေးချစ်ချင်းမြတ်တာဒါပဲရမစို့ဖြစ်နိုင်နေပေါ့နော်ခေါင်းစဉ်အတိအကျအမှန်မထားဘူးကြားလာတဲ့ကလေးတွေကိုကြည့်ပြီးတော့ပြောပြမှာပဲဖြစ်ပါတယ် လူတို့တွေရဲ့ဘဝမှာမင်းအထူးခြားမှာပေါ့နော်ဘလို့ကိစ္စလေးတွေတိုးတက်ဖို့ကောင်းမွန်လာဖို့ရှိလေလူတို့တွေရဲ့ဘဝမှာ change on one hierophantic hierophantic ကိုတွေ့လေးတွေစိတ်ထဲမှာဘယ်လိုပြောမလဲဟိုအခုလက်ရှိမှာပေါ့နော် တခုခုနဲ့ပတ်သက်ပြီးတော့မှကိုကစတင်ခဲ့ပြီးတော့အဆင်မပြေနေဘူးဖြစ်နေရမျိုးပေါ့အဆင်ပြေပါမလားလို့ဆိုရင်းနာနောက်တစ်ခုကိုစဖို့အတွက်အစ်တခုအရင်တုန်းကလုပ်ခဲ့တဲ့ကိစ္စနဲ့အချိန်ခံပြီးတော့သူကအဲ့ဒါနဲ့ချိန်ထိုးပြီးတော့ပေါ့နော်နောက်တစ်ခုကိုစတင်ဖို့အတွက်စဉ်းစားနေတာမျိုးလေးတွေဟိုစတင်ရင်ကောင်းမလားမစရင်ကောင်းမလားအစ်တခုကိုစတင်ဖို့စဉ်းစားနေတဲ့အနေအထားမျိုးလေးရှိရဆိုလို့ရှိရင်အဲ့ဒီအစ်တလေးတခုကအဆင်ပြေဖို့နည်းလမ်းလေးရှိရပေါ့နော် is of practical ကိုအနေနဲ့ 調査နေတဲ့အရာလေး調査ဖို့အတွက်ရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီ調査တဲ့နဲ့調査မဲ့အရာလေးနဲ့ပတ်သက်ပြီးတော့調査တဲ့နဲ့ဆိုတဲ့အနေအထားလေးကိုတွေ့ရတယ်ပေါ့နော်။ကိုယ်စိတ်ကူးထားတာလုံးလုံးသိမလုံးသိအဲ့အရာလေးနဲ့ပတ်သက်ပြီးတော့မှခုလက်ရှိမှာအာကိုယ်တွေ့နေရတာခေါင်းချောက်နေရတာရှိရဆိုလို့ရှိရင်အဲ့ဒီအရာလေးနဲ့ပတ်သက်ပြီးတော့မှအဆင်ပြေဖို့လားလာလေးတွေ့ရပါတယ်ရှင်။ imagine မဂျီရှင်ခွန်းတော်ဝမ်ပုံမှားတွေမထင်ထားတဲ့ကိုယ့်ရဲ့ဆွမ်းဆွမ်းအားတွေ energy တွေရှိနေရပေါ့နော်ကိုကိုကိုသာမသိတာဘယ်လိုပြောမလဲကိုမှားကလေတခါတလေမှဟိုကိုဖြစ်ရှင်တဲ့အရာနဲ့ပတ်သက်ပြီးတော့ကိုကလေရအောင်လုပ်နိုင်နေဆိုတဲ့စိတ်လေးရှိတယ်ဒါပေမဲ့အတိတ်ကထက်ခဲ့တဲ့အရာပေါ်မှာကိုကလေ ဖြစ်ပြီးသားယာယီတွေကိုစဉ်းစားလိုက်လို့ရှိရင်လောရမအောင်နည်းနည်းလေးမဝင်မရဖြစ်နေတာမျိုးလေးတွေလောရမလားမလောရအောင်လားအဲ့လိုမျိုးတွေတွေးဝေးသွားတဲ့အနေအထားမျိုးလေးပေါ့နော်ဟိုတကယ်ကကိုကိုတိုင်းကလုံနိုင်စွမ်းရှိတယ်ကိုဖြစ်ချင်တဲ့အရာပေါ်မှာထားပါတော့အခုကိုကဒီအလုပ်တစ်ခုရှာဖို့ပဲဖြစ်ဖြစ်လုပ်ငန်းတစ်ခုစတင်ဖို့ပဲဖြစ်ဖြစ်အရင်တော့ကလုပ်ခဲ့တဲ့ဟာအဆင်မပြေတာအတိတ်မှာရှိခဲ့တယ်ဆိုလို့ရှိရင်အဲ့အတိတ်ကအဆင်မပြေတာကြီးကိုကောင်းတဲ့မှာစဉ်းစားပြီးတော့အခုနောက်ထပ်လုပ်ဖို့မဝင်မရဖြစ်နေတာဒါပေမဲ့ကိုကိုတိုင်းကတကယ်တကယ်ကလုံနိုင်စွမ်းရှိတယ်လုပ်မယ်ဆိုလို့ရှိရင်ရအောင်လုပ်နိုင်တယ် အတိတ်ကအရာပေါ်မှာဆွဲလန်းမထားပဲနဲ့ပေါ့နော်အတိတ်ကဖြစ်ခဲ့တဲ့အရာပြီးသွားတဲ့ကိစ္စမကောင်းတဲ့အရာပေါ်မှာဟိုခံစားမနေနဲ့လောက်ဆက်ရှိရအောင်ပြည့်ပြည့်သားသားနဲ့ကိုယ့်ကိုယ်ကိုယုံယုံကြည်ကြည်နဲ့လုပ်ရအောင်လုပ်မယ်ဆိုလို့ရှိရင်ဒီမှာ ASO Medical ရဲ့ Magician ခွင်းတော်ဝိုင်းစီရဲ့ရနိုင်တယ်ဘလို့မှကိုဟိုကိုစိတ်ကိုမှပါပါလေရှိရခုဖြစ်ရှင်တဲ့အရာငွေကြေးလားလောကင်လားစီဝါရီလားချင်းချင်းမြတာလားပညာရေးလားကျမ်းမာရေးလားအဲ့ဒါနဲ့ဘာနဲ့မဆိုဘူးနော်ကိုဖြစ်ရှင်တဲ့အရာကိုတက်ထဲမှာပဲရှိပြီးသားဆက်ပုံစံမျိုးလေးပေါ့နော် ဟိုကိုကိုတန်းကလုံနိုင်စွမ်းရှိပြီးသားကိုစိတ်ကိုမယုံမရဲဖြစ်နေတဲ့အနေအထားလေးကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ကိုဖြစ်ချင်တဲ့အရာတခုရှိရဆိုလို့ရှိရင်ကိုအနေနဲ့ရရင်ဝင်လုံလိုက်ဖို့ဒီမှာတော့အကြံပြုထားတယ်ပေါ့နော်။နောက်ဆုံးတော့ဘဝဟိုသူဆွမ်း ခိုင်နောခသစ္စာပန်တကေတချို့ကြတော့လေဒီမှာကလေအဲဒီချက်ချင်းမြတာနဲ့ပတ်သက်ပြီးတော့မှအတိတ်ကမကောင်းတဲ့အရာပေါ်မှာစိတ်တွေထားနေပြီးတော့မှနောက်ထပ်ကိုယ့်ကိုပေါ့နော် တဘောချရဲ့သူရှိရဆိုလို့ရှိရင်ဒါမှကိုကလေနောက်ထပ်လူတယောက်ပေါ်မှာမယုံမြဲဖြစ်နေကြနောက်ထပ်လူတယောက်ကိုထက်ချစ်ဖို့စိတ်ကမရဲတော့တာကိုကိုတိုင်းကတရားကိုချစ်ပြီဆိုလို့ရှိရင်အရန်ကိုပဲဘယ်လိုပြောမလဲအဆင်ပြေတယ်ကိုဘက်ကနေချစ်ချင်းမထားတဲ့အပြေးဝပေးနိုင်တယ်ပေါ့နော်အဲ့လူနဲ့ပတ်သက်ပြီးတော့ကိုကမျက်မျက်တရတာနှစ်ဖက်မျှပြီးတော့မှစဉ်းစားပေးတဲ့နှစ်ဖက်အဆင်ပြေအောင်ကိုဘက်ကညှိနှိုင်းနေတိုင်းနေနိုင်တယ်ဆိုပေမဲ့အဲ့လိုမျိုးအတိတ်မှာကကိုအဲ့လိုမျိုးနေပြီးခဲ့ရဆိုရင်တော့မှအဲ့လိုဘယ်တော့ကိုရဲ့မေတ္တာတွေကို တမှုမထားပဲနဲ့ကိုကိုဆုတ်ပြစ်သွားတဲ့သူအဲ့သူကကိုကိုသင်ကန်းစာတွေပေးသွားတဲ့အတွက်ကြောင့်မလို့ကိုကနောက်ထပ်လူတယောက်ကိုတော့မှထပ်ချစ်ဖို့ဝင်မဝင်မရဖြစ်နေရတာအဲ့အနဲ့ပတ်သက်ပြီးတော့ချစ်ချင်းမိတာနဲ့ပတ်သက်ပြီးတော့မှကိုကလူမကိုနောက်ထပ်ထပ်ချစ်ဖို့မဖြစ်နိုင်တော့တဲ့အနေဒါဒီမှာသူ့ဆွဲဆရာခွင့်တော်ခတ်ပြီးရဆိုတော့လေ ကိုကအချက်မိပြီဆိုလို့ရှိရင်အရန်ကိုပဲမေတ္တာတရားတွေကြီးမားတဲ့သူတယောက်ပေါ့နော်။အဲဒါပေမဲ့ကိုဘွားမှာကအချစ်ချင်းမေတ္တာတွေကိုမလိုအပ်တော့ဘူး။ချစ်ချင်းမေတ္တာတွေငါမထားတော့ဘူး။ငါဘယ်တော့ပဲချစ်ချင်းမေတ္တာတွေပေးခဲ့ပေးခဲ့ငါအဲ့လိုမျိုးအောင်အဲ့လိုပြန်မှမရတာဖြစ်တဲ့အတွက်ကြောင့်မလို့ငါဘယ်တော့ပဲငါစိတ်ကဒီလိုပေါ်မှာတန်ရုံးစင်ရှိရှိသဘောကြကြငါဘယ်တော့ပဲချစ်နေပါစေပေါ့နော်။လို့ပြောချစ်ချင်းမေတ္တာနဲ့ပတ်သက်လို့ရှိရင်မဆုံးဖြတ်တော့ဘူးရွေးချယ်တော့ဘူးချစ်ချင်းမေတ္တာကိုကိုယ့်ဘဝထဲမှာမထားတော့ဘူးဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒီမှာဆိုတဲ့ The Wire Two Horse Race ရဲ့ Queen of Cards ကြာခက်တဲ့အတွက်ကြောင့်မလို့အဲ့လိုလျော်လျော်ဒီမှာခံစားရတယ်ပေါ့နော်အချုပ်လေးတွေအားကြလည်းငွေချင်းနဲ့ပတ်သက်ပြီးတော့နောက်တစ်ခါပြန်ပြီးတော့စူးစမ်းရမှာမျိုးအလုပ်တစ်ခုဟိုရင်းအလုပ်မှာအဆင်မပြေခဲ့တော့နောက်လို့တစ်ခုမှလည်းအလုပ်မှာလုံးနိုင်မှာမလားဆိုပြီးတော့မှခုခုကိုပေါ့နော်နည်းနည်းလေးထိတ်လန့်နေတာမိုးမြဲဖြစ်နေတာပေါ့နော်အရင်တော့ကမဟိုအတိတ်မှာကဖြစ်ခဲ့တဲ့အရာပေါ်မှာအခြေခံပြီးတော့မှကိုကဒီလက်ရှိမှာလည်းအဲ့လိုမျိုးလေးစိတ်ကပေါ့နော်နည်းနည်းလေးဘယ်လိုပြောမလဲ energy အဟောင်းတွေကိုလွတ်မချနိုင်သေးဘူးဆိုတဲ့ပုံစံမျိုးလေးဖြစ်နေတယ်ပေါ့နော်။အဲမကိုကိုရန်ကလည်းဒီမှာခွင်းတော်ခက်စီခွင်းတော်ဝမ်းစီရှိရယ်။ကိုကိုရန်ကလည်းဘယ်လိုပြောမလဲမေတ္တာစေတနာကြီးမားတယ်။သူများတွေပုံမှန်လည်း အဆင်ပြေတယ်ပေါ့နော်သူများတွေနဲ့ပတ်သက်လို့ရှိရင်လည်းမိတာတရားတွေပြည့်တတ်တယ်ဘယ်သူမှမဆိုအဆင်ပြေပြီးနှိမ့်နိုင်နေထိုင်နေတဲ့သူတွေတယောက်ဖြစ်တယ်ကိုယ်တိုင်ကအဲ့လိုမျိုးတဲ့သူမျိုးလူတွေတယောက်ဖြစ်ပေမဲ့လည်းကိုယ်မှာကအတိတ်ကမကောင်းခဲ့တဲ့သူတွေနဲ့ပြည့်စုံခဲ့ရတဲ့အတတ်ကြောင့်မလို့နောက်ထပ်လူတွေပေါ်မှာယုံအားမှာပေါ့နော်သိပြောမှာမုံမင်းရဲ့ဖြစ်နေတာနောက်ထပ်လူတွေနဲ့ဆက်ပြီးပတ်သက်ရမှာကိုမပတ်သက်ရတော့တယ်ဆိုတဲ့အနေထားမျိုးလေးကိုတွေ့နေရပါတယ် ။တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့မေတ္တာတရားတွေကိုအပြည့်အစုံမခံနဲ့ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။အမေရချင်းလည်းကိုကအတိတ်ကရာခိုင်ရဲ့သင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့အကိုမှတခုပြောင်းလဲတိုးတက်လာတဲ့အရာကတိုးရေးပေါ်မှာပေါ့နော်ဘသူတို့ကကောင်းမွန်ကောင်းကောင်းမွန်မွန်မိသားတွေပေးတင်တယ်ဘသူတို့ကမိသားတွေမပေးသင့်ဘူးဆိုတာကိုကိုကရှင်းရှင်းလင်းလင်းသိသွားတာသဘောသဘောပေါက်သွားတာပေါ့နော်လူတွေအကြောင်းကိုပို့ပြီးသဘောပေါက်လာတယ်ဆိုတော့ပုံစံမျိုးလေးကိုတွေ့ရပါတယ် Vou apanhar aqui. တနည်းအားဖြင့်လည်းဂရုတိုးလေးတွေကဘဝမှာဟိုလူတွေပေါ်မှာမျက်မျက်တတပို့ပြီးတော့မှတွေးတက်လာတာအရင်တော့ဆိုလို့ရှိရင်ကိုကလူတယောက်ပေါ်မှာအအញ្ញကြီးစိတ်တွေဘောနော်ဟိုအများကြီးမထားဘဲနဲ့ကိုကမေတ္တာတရားတွေနဲ့ပေးအပ်ပြီးတော့မှအသဘောထားခဲ့တယ်ပေါ့နော်လူတိုင်းကိုကိုယ့်ဘက်ကမေတ္တာတွေပေးပြီးတော့မှဆက်ဆံခဲ့တဲ့အတိုင်းပဲလူတွေကကိုယ့်ရဲ့မေတ္တာတွေကိုအသိမဲ့မပြူဘောနော်ကိုကို သင်္ကန်းစားတွေပေးသွားကြတယ်ဆိုလို့ရှိရင်ကိုကလူတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုဆက်ဆံရမလဲဘယ်သူတို့ကမေတ္တာတွေပေးသင့်တယ်ဘယ်သူတို့ကမေတ္တာတွေမပေးသင့်ဘူးဆိုပြီးတော့အဲ့လိုပုံစံမျိုးလေးကိုခံစားမိခံစားတတ်သွားတာပေါ့နော်ဒါပေမဲ့ဒီမှာတိုးရပန်တကယ်910ခင်းတော့ခပ်စေကိုမလေးကိုပေါ်ဘူးပေါ့နော်ခုကိုကဘလောက်ပဲအတိတ်မှာကမကောင်းတဲ့ energy တွေနဲ့ကြုံခဲ့ရကြုံခဲ့ရကိုရဲ့စိတ်ဓာတ်တွေကအဲ့လိုမျိုး ညီချင်းချက်တမ်းလာတဲ့အချိန်မှဆိုလို့ရှိရင်ကို့ပေါ်မှာတကယ်ကိုပဲပေါ့နော်အပြောင်းလဲမရှိရတဲ့ချင်းမြတ်တိုင်းနဲ့ချစ်ပေမဲ့သူတွေတရားကိုအရင်တော့က မျောလင်းခဲ့တဲ့သူတွေတရားပေါ့နော်အရင်တုန်းကမျောလင်းခဲ့တဲ့သူဆိုတာကိုအရင်တုန်းကကိုယ့်အရင်တုန်းကမျောလင်းစားသားခဲ့ရတဲ့ချစ်ချင်းမေတ္တာမျိုးတွေကိုယ့်ဘဝတွေကိုဝင်လာမဲ့ပုံစံမျိုးတွေရှိတယ်အဲ့ချိန်ကျလို့ရှိရင်ကိုယ့်ဘက်ကဖေရှော့ဝိုင်းစ်နဲ့ပေါ့နော်စိတ်တိတ်ပြီးတော့မှမရဲတော့တာဒီသူနဲ့ပတ်သက်ပြီးယုံကြည်ဖို့အတွက်ခတ်တော့ခတ်သွားတာပေါ့နော်ရှေ့မှာကကိုကသင်ငန်းစားတွေရခဲ့တဲ့အတွက်ကြောင့်မလို့အခုတစ်ခေါက်ကြတော့ကိုကလူတွေနဲ့ပတ်သက်လို့ရှိရင်တိတ်ပြီးတော့ယုံကြည်မရှိတော့တာသူ့ဘက်ကကိုယ့်ကိုချစ်ချင်းမေတ္တာတွေအများကြီးထုတ်ပြပြီးတော့ချစ်ပေးတယ်ဆိုရင်တော့မှ ကိုအနေနဲ့အချင်းချင်းရတော့မဲ့အနေထားမျိုးလေးပေါ့နော်နှစ်ဖက်မျှပြီးတော့မှကိုကိုကိုရောသူကိုကိုကိုချစ်ဖို့အတွက်ရောတစ်ဖက်သူကိုလည်းလိုချင်ပေးဖို့ရောပေါ့နော်အဲ့လိုမျိုးလေးမျှတာပြီးတော့မှစဉ်းစားတတ်လာတာအရင်တော့ဆိုလို့ရှိရင်ကို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 ချစ်ဖို့တိတ်ပြီးတော့မှသတိမရတာတစ်ဖက်သားပေါ်မှာကိုဘက်ကမေတ္တာတရားတွေအပြေးဝါပေးခဲ့ပေမဲ့လည်းကိုရဲ့မေတ္တာတရားတွေကိုမဆိုင်ခဲ့တာမျိုးတွေကြုံရတယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိမှာကလေကိုအတွက်ပို့ပြီးတော့ရင်ကျက်တည်နေလာတဲ့အချိန်မှာကိုရဲ့ချစ်ချင်းမေတ္တာတွေနဲ့ထိုက်တန်တဲ့ သူဘက်ကလည်းကိုယ့်ကိုဘောနော်ပြောင်းလဲမရှိရဲ့ချစ်ချင်းမေတ္တာတွေနဲ့ပြပြဝဝကိုယ့်ပေါ်မှာကိုချစ်ခင်မြတ်လို့ပြတယ်လို့ချစ်ပေမဲ့သူတရားကိုယ့်ဘဝတွေကိုရောက်လာမှာမျိုးလေးလေးဒီထဲမှာတွေ့ရပါတယ်ဒီလိုလေးတွေအနေနဲ့ငွေကြေးနဲ့ပတ်သက်လောကန်နဲ့ပတ်သက်ပြီးတော့ပြောင်းလဲလေးပေါ့နော်လို့ဖို့လိုရတဲ့ဆိုလို့ရှိရင်ပြောင်းလဲအသက်တခုစတင်မှုရှိနေတာမျိုးလေးတွေ့ရပါတယ်ကိုဘက်ကရုံရုံချီချီလေးနဲ့ရှေ့ဆက်ပြီးတော့ဒီအလုတ်ကင်ငွေကြီးဘယ်ရမဆိုပေါ့နော်အစတင်တင်းနေဆိုတဲ့နေရာလေးကိုလည်းတွေ့ပါတယ်ဒီမှာလူမျိုးကိုယ်တိုင်ကလည်းကိုကိုကိုရုံရုံချီချီလေးနဲ့လှုပ်ဖို့လိုအပ်တယ်ပေါ့နော် ဒီမှာလည်း cannot run ဆဲ cannot cut ဆဲဒီမှာ cannot cut ဆဲဒီကျမတားအပြင်ကြည့်မယ်ဆိုလို့ရှိရင်လည်းကိုယ့်ပုံမှာတကယ်ကိုချစ်ပေးမဲ့သူလေးပေါ့နော်ကိုချစ်တယ်လို့ပြန်ချစ်ပေးမဲ့သူလေးတရားကိုယ့်ပါတဲ့ကိုရလာမှမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးကကိုအရင်ကလေးကမျောလင်းဆောင်စားခဲ့ရတာကြာပြီပေါ့နော်အခု ကြားခင်အချိန်တွင်းမှာကိုယ့်စီကိုရောက်လာမှမျိုးလေးအဲ့ချိန်ကြောင့်လို့ရှိရင်ကိုယ့်ဘက်ကလည်းကိုယ့်တွေရောဘာနော်ကိုယ့်ကိုယ်ကိုလည်းချစ်ဖို့ရောတစ်ဖက်သားကိုယုံကြည်ပေးဖို့ရောတစ်ဖက်ကိုချစ်ပေးဖို့ရောမျှတပြီးရောမှစဉ်းစားတတ်လာမှနှစ်ဖက်မျှပြီးရောမှတွေးတတ်လာတာမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရပါတယ်အတိတ်မှာတော့ကကိုကကိုယ့်အတွက်ကိုမေ့နေပြီးရောတစ်ဖက်သားပေါ်မှာပဲယုံကြည်စိတ်ချစွာနဲ့မျှော်လင့်ဆောင်စားခဲ့ရတဲ့အခြေအနေတွေကနေပြီးရောအခုကျတော့ ကိုကိုကိုချစ်ဖို့လေတတိယလာတာမျိုးလေးတွေကို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 ပြီးတော့ချက်တက်လာတာသူများတွေပေါ်မှာအရင်ကြီးယုံကြည်မှုတွေမထားတော့တာအဲ့လိုပုံစံမျိုးလေးပေါ့နော်တိုးတက်လာမယ့်အနေအထားလေးတွေရပါတယ်ခုသူလေးတွေအနေနဲ့ကတဏှာချင်းစိတ်တက်ပိုင်းဆိုင်ရာပို့ပြောရင်ချက်တင်နေလာတာကိုကိုကိုပို့ပြီးတော့ချက်တက်လာတာအာသူများတွေပေါ်မှာလည်းလူတွေကိုပို့ပြီးတော့သဘောပေါက်လာတာဘလို့လူမျိုးကိုတော့မေတ္တာတွေထားတဲ့နဲ့ဘလို့လူမျိုးကိုတော့မေတ္တာမထားမေတ္တာမထားတဲ့လူမျိုးမဟုတ်ဘူးပေါ့နော်ဘလို့လူမျိုးကိုတော့ဘလို့ဆက်ဆံတဲ့နဲ့ဆိုတာကိုအကောင်းဆုံးသဘောပေါက်သွားတဲ့အနေအထားလေးကိုဒီထဲမှာတွေ့ရပါတယ်ရှင် ါလည်းတော့ဂလူတူးလေးအတွက်ကြည့်ပြထားတာပဲဖြစ်ပါတယ်။ energy ကိုက်ကြလိမ့်မယ်လို့မျှော်လင့်နေပါတော့။ဒါလို့ energy ကိုနဲ့မကိုက်ဘူးလို့ထင်နေဆိုလို့ရှိရင်လည်း energy ကိုက်တဲ့လောက်ပဲယူပေးပါ။ကိုယ်ရထားတဲ့ဂလူနဲ့မကိုက်ဘူးထင်ရင်လည်းတခြားဂလူတစ်ခုကိုယူကြည့်ပါတော့။အဲတခြားဂလူကိုလည်းယူပြီးလို့မှ energy ကဘာမှမဆိုင်ဘူးလို့ထင်နေဆိုလို့ရှိရင်လည်း meeting လေးကိုကြော်တော့ပြီလို့ရပါတယ်ရှင်။ဆုံးဖြတ်ကျေးဇူးပေးကြတဲ့ကျေးဇူးများကြီးတင်ပါတယ်။နောက်ပြန်များမှပြန်လည်ပြီးတော့ဆုံးတွေ့ပါမယ်ရှင်။